်ခုနှစ်ဆယ်နှစ်မြောက်ဝိနည်းဖြစ်ပါတယ်နော် ဒီတကဖြစ်တော်မူသောဘုရားရှင်အားရှိဦးသောရှိခိုးပူဇော်ကြရအောင် ံဤဟုသောကျေပြန်သောဇဝန္တော်လီရှိတော်မူထသောဧကောသောလောကတကခွေဝတုဘမပြုတစုရိတာပွင်တော်ဘောဘုရိတ်လာတော်မူဝေသောယောမုနိေကောအခင်ဘုရားဤဟုသောနိမိတိတုတ်တေတန်ရှင်ဖြူစေအင်းမြတ်ဤနှင့်လပ်ပြီသော တိဘဝကုဟရိကာမရူပအရူပတိဟုသောဘဝသုံးချက်ပုံသုံးရာကြအိုင်၌နိဗ္ဗာန်တံပါရမီကံစီမံလှုပ်သောသဖြင့်အသည့်ဖြည့်ထွန်းဘောဘုံ၍နေပေသောကမလကတိတံကြာဟု၍ခေါ်ဆိုသမုတ်အပ်သောဝိနည်းပဏောကံပြုထိုင်သတ္တုနလူမြမဝိနည်းအကြံတတ္တဝါအဘောကို ဓမ္မရဏိဝရေဟိမေပေါဘုံဝိနိဗ္ဗံကိုမြင်သိစေတတ်သည်ဓမ္မစကဘုဒ္ဓနာသုတ်တံအနန္တလက္ခဏာသုတ်တံကဲ့သို့သောမြတ်သောတရားကေတနာယောင်ကြီးတော်တို့ဖြင့်သုဘောတိတိသစ္ဆေလျာတရားမြတ်ကိုထွင်းပေါက်တည်မြင်စေလျက်ကောင်းစွာပွင့်စေတော်မူခဲ့လေပြီ။ ယမိတေတိတိသံသောလောကဓာတုခေဝေသူဘမမြူတသုရိကာပွင့်တွန်းဘောပေါ၍ရာတော်မူဝေသောယမိတေတိတိတိသံသောလောကဓာတုခေဝေသူမတုံသောသီလသမာဓိပညာကုဏကရောမြမဘုံတိုင်းမြန်နိုင်ကြောကြအထင်ရှားတော်မူဝေထသော ဒီလောကေကေတကုံပြမန္တလူသုံးဘုံသူတို့၏ဇလုံးဒီသောမျက်စိသောဘွယ်ဖြစ်တော်မူဝေသတော်ဒုက္ခမတန်နံမဟာမထမီမြေကြီးဟိသူစွာသိခဏိကဲ့သို့အရာကိုသိခတော်မူတတ်သောမဟေတိသီလခန္ဓာသမာဓိခန္ဓာပညာခန္ဓာဝိမု ക്തി ခန္ဓာဝိမု ക്തി ဉာဏတတ္တရခန္ဓာဤဟုသော ုံကျေစုအထုတော်ကိုစီပုရှာမိလက်ကြတော်မူပြီးတော်တမုန်တေကံထောဘုရားတိဟုသောနေမင်းကိုအဟံတရားဟောတရားနာဟုခေါ်ဆိုသမုအပ်တော်တပိတော်သည်နမမိကယဝစီမနောချီလည်းရဲ့အင်းစရိယောကျော်လက်ဆက်ပြအိမ်မမိုး၍ရှင်ကိုဥညုပါဤမြတ်စွာဘုရား Ah uh -huh. ဖြင့်ခုနံပင်သဝဂိနာဣတိပဒနာနာမကေမိဂဒာယေဓမ္မဝရယန္တနိဗ္ဗာနပပကံမဟံပတိနာမကေနမဟာပြမေနယာစီတောသတုသင်္ဆံပကသင်တောလောကအနာထောအတိတိနန္ဒီတံသဗ္ဗတိဝေဟိသဗ္ဗသံပတိတတကံသဗ္ဗလောကဟိတထာယဓမ္မစကံပနာမဟိ Thank you. ဒီကတလေးကတော့ပါဠိတော်မှာမပါပါဘူးเนาะနမေကျော်ဖြစ်တဲ့ကျေးဇူးတော်ရင်ဆရာတော်ဥပုကသူရဲ့ဓမ္မစကြာတိတိယပါဠိတော်မှာထည်သွင်းပြီးတော့ဓမ္မစကြာကိုအမွန်တင်ထားတဲ့ကာထာလေးတစ်ခုဖြစ်ပါတယ်เนาะကာထာလေး၃ခုပေါ့။ဘာပြောတယ်ဗဟံပတိနမကိနဗဟံပတိအမည်ရှိသောမဟာဗြဟ္မေနမဟာဗြဟ္မာကြီးသည်ယံစီတော်လျှောက်ထားတောင်းမှအတိဖြစ်ပေ လောကနာထလူသုံးပါးတို့ဤဘုဘွယ်အထာယအစစ်အဖြစ်ကြီးဖြစ်တော်မူသောဘုရားမြတ်စွာသည်ဇတုသင်္ဆန်သစ္စာလေးပါးကိုပကတဲ့တော်ချင်ရှားပြတော်မူလိုသည်ဖြစ်၍ဘေကုဏံပိစာဝဂိနံငါ့ဟုအဆုရှိကြကုန်သောပိစာဝဂိဟံတော်တို့အားဣတိပတ္တိနာမကိဣတိပတ္တကအမိယာသောမိဂဒာယေတတ်တော်ကိုဘိမေပင်ယမိဂရဝံတော်၌ မဝရံတရားမြတ်ဖြစ်တော်မူသောယံတံဓမ္မစကအရှင်ဓမ္မစကဒေသနာတော်ကိုအာဒိဟောကြားပြသဆွဆုံးမတော်မူခဲ့လေပြီ။သဗ္ဗဒေဝေဟိခသိကုံသောနတ်မြတ်မအပေါင်းတို့သည်နန္ဒီတံတင့်တမြတ်တော်မူအပ်သောသဗ္ဗသမ္ပဏီတရကအလုံးစုံသောချမ်းသာဒုက္ခအဝဘကိုပြည့်စုံစေတတ်သော တံဓမ္မစကံထောဓမ္မစကြတရားဒေသနာရောမြတ်ကိုတပ္ပလောကဟိတံထာယခတ်သိမ့်သောလောကဤအကျိုးစီပွားအလို့ဟာဟေဩသူရောကောင်းတို့မြံငါတို့ဒီပဏာမယုဘပူဇော်ကြပါကုန်စို့ဆရာတော်ဥပုပ်ရေးသတ်ထားတဲ့ကထာလေးပါပဲနော်ဒီကထာမှာ ိသိပဒနာအမိယနေတဲ့မိဂရဝံတော်အတွဲမှာတိသဝကိဟံတော်ငါဘတော်ကိုမြတ်စွာဘုရားကဒီဓမ္မစက္ကံသေဒနာတော်ကိုဟောကြားပြတာဆွဆုံးမှတော်မူတယ်။ဒီဓမ္မစက္ကံသေဒနာတော်ကနိဗ္ဗာန်ပါပကံနိဗ္ဗာန်တော့ရောက်စေတတ်တဲ့ဓမ္မဝရမြတ်တော်တရားတစ်ခုဖြစ်ခြင်းရှိ ဤတရားတော်ကိုဘာကြောင့်ဟောတယ်လို့မေးတော့သတ္တသစ္စာပကတိတော်သစ္စာလေးပါးကိုသင်္ချာပြတာတော်မူလို့သည့်အတွက်ဟောတယ်။ဘဒုကလျောတ္တဓမ္မတယ်လို့မေးတော့သဟံပတိနာမကိနမဟာပြမိနသဟံပတိအမည်ရှိတဲ့မဟာမြမကြီးတူကလျောတ္တဓမ္မတဲ့အတွက်ဟောကြားပြတာဆွဆုံးမှပြတော်မူတယ်ဆိုပြီးတော့ဒီလိုရေးသားထားတယ်။သဟံပတိမြမကြီးဓမ္မနာကတော့ ဓမ္မစကြာတရားတစ်ပုဒ်ကိုတော့ဟောကြားပါလို့တောင်းပန်တာတော့မဟုတ်ဘူးတရားဒေသနာတော်အလုံးကိုပဲသရဝါရီအတွက်ဟောကြားပြတာဆုဆုံးမှပြေဖို့တောင်းပန်တော်မူခြင်းဖြစ်ပါတယ်ဘာကြောင့်လဲယေရှုဘုရားကတရားဟောတော်မူတော့မယ်ဆိုပြီးလောကကိုလှမ်းပြီးဆင်ခြင်ကြည့်ရှုတော်မူလိုက်တဲ့အချိန်ခါမှာသရဝါရီရဲ့ပညာမျက်စိမှာ ကိလေသာမြုံပုံတွေကလိမ့်ကြံခါရကသိများနေတယ်တလတရားစကမနဲ့ကြိုးပမ်းပြီးတော့လာတာဓာတော်မတင်တလလုံးမနေနေညကအေးပြန်အေးရတယ်ဟုတ်တယ်မဟုတ်လားတို့ကိလေသာမြုံပုံတွေကသိပြီးထူပြောနေတယ်အဲ့ဒီလိုထူပြောနေတဲ့သတ္တဝါတွေကသိများတော့ငါဟောမယ်တရားကလည်းအတုသဖြင့်ကြောင်းကျိုးဆွမ်းမှုပြိဿသမုပ္ပါသဘောတရားကလည်း မြင့်မွန်တောင်အောင်မှာဖွက်ထားတဲ့မုံကြီးစီကဲ့သို့ အလွန်ခက်ခဲနေနေတဲ့တရားလေးဖြစ်နေတယ်။ငါဟောရင်လည်းဒီတော်ရီဒီလောက်တော့ကြိလတာသူပြောနေတော့သိကြမှာတော့မဟုတ်ဘူးနဲ့တူတယ်။ဒီတော့ငါတရားမဟောပဲနေရရင်တော့ကောင်းမှာပဲဆိုတဲ့စိတ်အကြံအစီဘုရားရှင်ရဲ့တန်ခါတော်မှာဖြစ်ပေါ်တော်မူခဲ့ပါတယ်။ဒီစိတ်အကြံရှင်ကိုသံပတိမြမကြီးကမြမကြီးကလည်းလှမ်းကြည့်တော့သိတော့မူတယ်သိနေတယ်။ ဘာကြောင့်သိတယ်ဆိုတော့ဒီသံပတိပြမဆိုတာကကတ္တဝမင်းမြတ်စွာဘုရားရဲ့တတိတော်ကတအုပ်ဖြစ်ပါတယ်နော်ကတ္တဝဘုရားရှင်ရဲ့သာသနာတော်တွင်မှသူကသမထဝိပဿနာဘာဝနာတွေကိုကြည်ချင်ချုပ်ကိုပေါ်မြအထောက်တော်မူတာအနာဂမ်မိာဘုညာအဖြစ်စိုက်ပြောက်တော်မူခဲ့တဲ့သဟကလို့ခေါ်တဲ့ယဟန်တော်ဘာဖြစ်ခဲ့ဘူးပါတယ်ထိုတဲ့ကအမိရှိတဲ့ယဟန်တော်က အနာဂံတို့ရဲ့ဓမ္မတာအလျောက်အကရေမြတ်တို့တော်မှာတောင်းဘုံမှာပရိသန္တိတည်နေလိုတဲ့စိတ်ကညုတ်ကင်းချင်းခဲ့ပဲဆိုရင်သုဒ္ဓဘာသာပြမမိမမိမိကြိုက်တဲ့ဘုံမှာရွေးချယ်ပြီးပရိသန္တိတည်နေခွင့်ရှိနိုင်ပါတယ်သို့တော်ဒုက္ခပရမေဇံသုံးဖို့အနက်ကအမြင့်ဆုံးဖြစ်တဲ့မဟာပြမဘုံကိုပို့ပြီးနှိမ့်ချိုင်ခံကျူးတယ်ဘာကြောင့်နှိမ့်ချိုင်တယ်ဆိုရလဲဆံမတော့ဖော်ပြခဲ့တော့မရှိပါဘူးသို့တော် မြတ်စွာဘုရားလောကမှာပွင့်ထွန်းဘဝတော်မူလာပြီဆိုလို့ရှိရင်ဘုံမစုံတဲ့တေကစပြီးသိကြပါတယ်ဘုံမစုံတဲ့တေသိလို့ဘုံမစုံတဲ့တေကဒီအချင်းချင်းပြည့်ကျော်လိုက်တာမြမပြင်ရောက်တော့ပရမဇန်သုံးဘုံမှာရှိတဲ့မြမတွေကစပြီးအရင်သိကြတယ်ဒါကြောင့်ဘုရားရှင်တို့ပွင့်တော်မူလာတဲ့အချိန်ကမှမြမတွေအရင်နဲ့ပရမဇန်ဘုံမှာပရမဇန်သုံးဘုံမှာရှိတဲ့မြမတွေကဥစွာသိရှိတဲ့အတွက်သိရှိနိုင်တဲ့အတွက် ထုတ်ပြမဘုံကုန်မြတ်သူနှိမ့်ချိုက်သေးသလားလို့စဉ်းစားမိပါတယ်နော်အဲဒီတော့ဒီမြမဘုံရောက်တဲ့အချိန်ခါမှာသူကပရမဇန်သုံးဘုံအနှစ်ကအမြဲဆုံးဖြစ်တဲ့မဟာပြမဘုံမှာသူကမဟာပြမကြီးလိုဖြစ်နေပါတယ်မဟာပြမဖြစ်ခြင်းတဲ့ပုဂ္ဂိုလ်ကပရမဇန်ကိုအမြဲဆန်းပွားရပါတယ်နော်ပရမဇန်ကိုအမြဲဆန်းဖြစ်အောင်ပွားနိုင်တယ်ဆိုလို့ရှိရင်တော့မဟာပြမဘုံကိုရောက်နိုင်ပါတယ်သူက သူရရှိထားတဲ့ဇန်တရားတွေကပရမဇန်ကိုပဲသူကအမျက်စားပွားထားပုံနဲ့ရတယ်။ဒါကြောင့်သူပရမဇန်ရဲ့ပရမဇန်နဲ့လျော်ညီနေတဲ့ဒီမှာဘုံမှာပဲသွားရောက်ပြီးပြိဋ္ဌာန်ကြီးနေပုံရတယ်နော်။အဲ့ဒါဒီတန်ပတိမြန်ပါကြီးကတော့တရားအလုံးကိုဟောဖို့ရန်တိုက်တွန်းတောင်းပန်ခြင်းပဲဖြစ်ပါတယ်။တရားအလုံးကိုဟောပြီဆိုရင်တရားအလုံးနဲ့မှ တရားတစ်ခုအဖြစ်နဲ့ပါဝင်နေတဲ့ဒီဓမ္မစက်ကဘုဒ္ဓနာတုတ်တန်ခေါ်တဲ့ဓမ္မစက်ကြောင့်ဒီသနာတော်လည်းပါဝင်ပြီးပြီဖြစ်သွားပါတယ်။ဒါကြောင့်သံဃာတိမြတ်မကြီးကတောင်းမှလို့ဆိုပြီးတော့ဆရာတော်ကဤရန်ခြိထားပါတယ်နော်။ဒီတော့ဒီဓမ္မစက်ကဘုဒ္ဓနာတုတ်တန်ကစတုသစ္စာပကတိတော်သစ္စာလေးပါးကိုသင်ရှားဟောပြလိုသည့်အတွဲဆိုပြီးတော့ဒီလိုမျိုးဆိုဖျားရဲ့အလိုဆန္ဒတော်ကို ကျိုးတင်ပြီးတော့ဆရာတော်ကြီးကအေးသာထားပါတယ်နော်။မဖြစ်လို့လေဓမ္မစံကြံတင်နာတော်မှာဘုရားရှင်ကသစ္စာလေးပါးနဲ့စတဲ့တရားစကားဒီကိုပဲဟောကြားပြတာဆုဆုံးမှထားတော်မူပါတယ်။အဲ့တော့ဒီဓမ္မစံကြံတင်နာတော်ကိုတို့ရွတ်ဖတ်ပူဇော်မယ်ဆိုပြီးတော့ဒီလိုနိဒန်းချီထားတယ်။ဒီတော့ဒီဓမ္မစံကြံတင်နာတော်ကိုရွတ်ဖတ်နေတဲ့ပုဂ္ဂိုလ်ကြီးက အကယ်၍ဓမ္မစင်္ကြန်ဒီနာရောဆိုတော့ဘာကိုဆလိုရဲဆိုတဲ့အနဲ့ဒီဘက်ကိုကြက်ကြက်နဲ့နဲ့ရှင်းရှင်းလင်းလင်းသိခဲ့မယ်ဆိုရင်ပုံပြီးကုသိုလ်ရပါတယ်။ဒီတဲ့ပုံပြီးအစစ်မြင့်တဲ့ကုသိုလ်ကတော့မိမိတို့ကိုယ်တိုင်ကသစ္စာလေးရတရားမြတ်ကိုမမတိတိဉာဏ်ပညာဖြင့်ကိုယ်တိုင်မြတ်မှတွင်းဖို့သိပြီးမှဒီဓမ္မစင်္ကြန်ဒီနာရောကိုရွတ်ဖတ်ပူဇော်ရဲဆိုရင်တော့ပို့ပြီးတော့တိုင်းတဲ့အလုံးအကျိုးကြည့်ပါလေနော်။ဒါကြောင့်ဒီဓမ္မစင်္ကြန်ဒီနာရောကိုစတင်ပြီးနာကြားကြည့်ကြရအောင်နော်။ ဧကံတမယံဘဂဝါဗာရဏတိယဝိဟရတိဣတိပတ္တိအမိကတာယေဧကံတမယံအခါတပတ်၌ဘဂဝါဘုန်းတော်၆ပါးသခင်ဖျားရှင်သည်ဗာရဏတိယဗာရဏတိမြို့၏အနိ၌ဣတိပတ္တိဖျားပိစိကဗုဒ္ဓယသေတို့၏ကောင်းငင်မှတသိယကောင်းငင်တို့ပြန်တည်းရဖြစ်ခြင်းကြောင့်ဣတိပတ္တနာအမိရသော မိဂဒာယေသာဓုကိုမိမေပိယမိဂရဝံတော်အတွင်၌ဝိဟရေတိတိန်သုံးစံဒီတော်မူဆဲဖြစ်ပေ၏အချိန်ကိုလွန့်ကြည့်မယ်ဆိုလို့ရှိရင်တော့မဟာတက္ကရိတရားသုံးခုနှစ်မှာဘုန်းကြီးတို့ကုသုံလာပြင်းနေမှာမြတ်စွာဘုရားကဘုရားဖြစ်တော့ရရှိတော်မူပါれရရှိတော်မူပြီးနောက်ဘောရီမန္တန်ပဝန်ကျင်မှာတတ္တတ္တဟလို့ခေါ်ဆိုအပ်တဲ့89ရက်ခိန်းသုံးစံဒီတော်မူပါれနော် ။ဘာလို့လဲဖြင့်ဒီရောက်ရှိတော်မူတဲ့အချိန်အခါမှာဘယ်ပုဂ္ဂိုလ်ဒီကငါဖျားရှိသည်တရားဥစ္စာတင်ဟောကြားရမလဲလို့လက်ပြပြီးဆင်ခြင်ကြည့်ရှုတော်မူလိုက်တဲ့အချိန်ခါမှာရှေးဥစွာမိမိအလောင်းတော်ဘောကသံသမပတ်အရာမှာဆရာတင်ခဲ့မှုတဲ့အာလာရယသိတဲ့ဥဒကယသိကကိုတွေ့ပြီးတွေ့ပါတယ်နော်အဲဒီမှာအာလာရယသိကြီးကတော့ နှစ်ဦးနဲ့တဦးကကွယ်လွန်သွားတာခုနှစ်ရှိပြီတဦးကတော့လွန်ခဲ့သောညကမှကွယ်လွန်သွားတယ်အဲဒီကမှဘုရားရှင်ကဆင်းရဲကြည့်တယ်မဟာအာဇာမြင့်နော်ရှုံကြီးရှုံးတော်တဲ့ပုဂ္ဂိုလ်တွေပဲဘာကြောင့်လဲသာသနာတော်အတွင်းမှာတော့အရင်ကသူတို့ဇံပင်ကြီးရတဲ့ပုဂ္ဂိုလ်ဖြစ်ခဲ့မဲ့ဆိုရင် မိမိတို့ရရှိတဲ့ဇံဒီကကမိမိတို့ကြိုက်တဲ့ဇံကိုအမြတ်ဆုံးပွားခဲ့မယ်ဆိုရင်ကြိုက်တဲ့ဗိမာဘုံမှာဖြစ်နေတဲ့ဆိုတာရှိပါတယ်။ကုသဟံပတိဗိမာရှိဖို့ကာသမဗျာရှိရဲ့သန္တာတော်တွေမှာသူကရှင်ယံဖြစ်ခဲ့တယ်။အနာဂါမိမညဘုံညာအတိစိုက်တဲ့တိုင်အောင်ဝိပဿနာဘာဝနာကမ္မထံတွေကိုလည်းရှင်းပြခဲ့။ဇံသမပတ်ရှင်ပအရာမှလည်းကျွမ်းကျင်ခဲ့။ဒါပေမဲ့လို့သူကပရမဇံဘုံကိုသူရွေးချယ်တယ်။ ပရမဇံဘုံမှာပဲဖြစ်တယ်။တကယ်ဒီအာလရယေတိတို့ဥဒကယေတိတို့ကလည်းဒီသံတမပရှင်ပါတဲ့ကမိမိတို့ဖြစ်ခြင်းတဲ့ဘုံမှာရွေးချယ်လိုက်ရင်ရွေးချယ်ထားတဲ့ဇံကိုအမြတ်ဆုံးလဲပွားထားမယ်ဆိုရင်မိမိတို့ရွေးချယ်တဲ့ဘုံမှာဖြစ်နေတယ်ဆိုတဲ့ဒီအသိဉာဏ်တို့မှာမရှိဘူး။တို့မှာရှိနေတဲ့အသိဉာဏ်ကတို့ကသံတမပ9ပါးတို့က9ပါးတို့ကသံတမပ10ပါးရရှိထားတယ်။ မိမိတို့ရရှိထားတဲ့အမြန်ဆုံးဖြစ်တဲ့ဇံကလမ်းရင်အကျိုးပေးမယ်အောက်ဇံဒီကအကျိုးမပေးဘူးလို့သူတို့ကယူဆထားတယ်။အဲ့ဒီအယူဆကမှန်ရင်လည်းအတွက်တဦးကအာဂိစဉာယရဏဘုံတဦးကညဝတဉာဏနန္ဒယရဏဘုံဆိုတဲ့အရုပဘုံတွေမှသွားပြီးတော့ပြိတ္တန်ကြီးနေကြရတယ်။အရုပဘုံဆိုတော့ကယုတ်မရှိဘူး။ယုတ်မရှိတဲ့အတွက်ဘုရားကဖူးမြင့်ဖူးတွေ့နိုင်တဲ့မျက်စိလည်းမရှိဘူး။တရားတော်ကိုနိုင်ယူနိုင်တဲ့နားကလည်းမရှိဘူး။ မရှိတဲ့အဲ့အတွက်ဘုရားရှင်တရားဘုရားရှင်အဖို့မြောက်ခွင့်ဘုရားရှင်ရဲ့တရားကိုနာကြားခွင့်ဆိုတဲ့ဒီအခွင့်အရေးကိုဆွဲရုပ်သွားဆွဲလိုက်တော့ဘာလုပ်လဲလို့မေးစရာရှိတယ်။ဘုန်းကြီးတို့သာဝကကြီးအနေနဲ့သစ္စာလေးပါးကိုထောထွင်းသိတဲ့နေရာပါပရတုံခောတသူတော်ဘာတို့ရဲ့ဌာမဘုရားဇာတိတာရိယသူတော်ကောင်းတို့ဌာမသစ္စာလေးပါးနဲ့ဆက်တဲ့တရားစကားနာကြားခွင့်ရရှိပါမှာ သောတပ္ပတိမဉ္ဇဖုန်ဉ္ဇကိုရနေပါလေအငယ်သောတပ္ပံဖြစ်နေတဲ့အရိယာတရကောင်းတို့ကယခုလောဇန်သမဘရှင်ပါလေရလို့အရုပဘုံမှာသောပြိဏတိတည်နေမယ်ဆိုရင်လေမိမိသောတပ္ပံဘုရားအတိဘုရားကကျင့်ခဲ့တဲ့တရားတွေကိုပဲပြန်နှလုံးသွင်းပြီးတော့ရှုပွားသုံးတတ်မယ်ဆိုရင်အထက်ကမဉ္ဇဖုန်ဉ္ဇနေရရှိနေတဲ့နိဗ္ဗာန်ပြိဏိဗ္ဗာန်စံနိုင်တဲ့အဖြစ်ဉာဏ်တော်ဖြစ်နေတဲ့အဖြစ်ရောက်နေပါလေသို့တော့ပုရဇဉ်ဘုရားနဲ့အရုပဘုံရောက်သွားရင်တော့ သူတော်ဘာဓမ္မတရားနာကြခွင့်မရရှိတဲ့အတွက်ဘယ်လိုမှအရိယာမဖြစ်နိုင်ဘူး။အဲဒါကြောင့်သူတို့ကအရှုံးကြီးရှုံးသွားတဲ့ပုံကိုယ်တွေဖြစ်ကြပါတယ်နော်။အရှုံးကြီးရှုံးသွားတဲ့ပုံကိုယ်တွေဆိုတော့ဒီပုံကိုယ်တွေဘယ်ချိန်ခါမှပြန်ပြီးလူပြည်လူလောကဘုရားပွင့်တဲ့အချိန်ကရောက်မလဲမပြောနိုင်ဘူး။ကဘာဘောင်းကညီဝဉာဏ်နဲ့ဉာဏ်နဲ့ဘုံဆိုလို့ရှိရင်ကဘာဘောင်း၈၄၀၀ကျောက်အသက်ရှိတယ်။ကဘာဘောင်း၈၄၀၀ပြည့်လို့ သူပြင်းတဲ့ပြည်ကိုပြန်ရောက်လာတဲ့အချိန်ခါမှာဘုရားပွင့်မပွင့်ဆိုတာဘယ်သူမှအတိအကျမပြောနိုင်ဘူး။ဒါကြောင့်နော်။သာသနာတော်တွင်မှသာသနာတော်နဲ့တွေ့ခဲ့။စွန်းစံဓမ္မကျိုးစားချဖို့လူတွေမျိုးစိတ်ကောင်းလေးတွေမိမိတို့မှာကပ်ပြီးပါသွားဖို့လိုပါတယ်။